ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်ဈေးနည်းနည်းနဲ့လူချိန်ချင်းတော့ဒီကားစီးပေါ့နော်ချားပေါ့နော်အရေးကြီးတဲ့နေရာတွေမှာဝိတ်ရှော့ပြီးတော့တိတ်ပြီးတော့အရေးမပါဘူးလို့ထင်တဲ့နေရာလေးတွေမှာဖြည့်ပေးထားတယ်နောက်ထပ်ဒီမှာနောက်ထပ်အားမရတဲ့အချက်ပြောပါဆိုလို့ရှိရင်ဘာလဲဆိုတော့မှန်ချိုးမှန်ဟောက်တောင်ပါမလားကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ EV SUV တွေထဲမှာဈေးအနည်းဆုံး EV SUV လေးတစ်စီးရှိတယ်ကျွန်တော်ကဒီနေ့အိုက်ကားလေးနဲ့မိတ်ဆက်ပြီးမှဖြစ်တယ်အဲ့တော့တက်ကြည့်ရအောင် ကားလေးကတော့အခုလက်ရှိကျွန်တော်ဘေးမှာမြင်နေရတဲ့ Dolphin Sky ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။အဲဒီကောင်ကကြာတော့ကျွန်တော်တို့ Missile SUV ကားလေးဖြစ်တယ်။ဒီကောင်ကလက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ EV SUV တွေထဲမှာဈေးအနည်းဆုံး EV SUV လို့ပြောရင်လည်းမမအောင်ပေါ့နော်။အဲ့တော့ ဒီကားလေးကဘာဖြစ်လို့အဲဒီဈေးအနည်းဆုံးဖြစ်နေရလဲဒါမို့ဒီသူ့မှာ performance တင်ညာ short ထားလားဘာတွေညာရော့နေမလဲဆိုတော့ကျွန်တော်ချက်ကြည့်အောင်အဲဒီကောင်က design ဘိုင်းနဲ့ပတ်သက်လာရင်တော့အများကြီး trade ရူပြောကြရမလို့ design ဘိုင်းကတော့ modern နဲ့ဖြစ်တယ်လက်ရှိမှာလည်း update design ဖြစ်တဲ့အထဲမှာပါတယ်အဲ့တော့ design ဘိုင်းကတော့အရန်မိုက်တယ်အရှိမဆိုလို့ရှိရင်လည်းသူချိုးထားတဲ့ဘောနဲ့အချိုးလေးတွေကအစားအဲတော်တော်လေး smart ဖြစ်တယ်လို့ပြောရမယ်နောက်ပြီးသူရဲ့ highlight ပေါ့နော်သူက highlight မှာနောက်ထပ် highlight လောက်ထားလဲဆိုတော့သူက pure led vision ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း highlight လုပ်ပေးထားတယ်အဲ့ဒီအကြောင်းကိုလည်းသူကဒီ led တန်းမှာတခါတည်းထည့်ပြီးတော့မြုပ်ပေးထားတယ်ပြီးရင်သူ့ရဲ့ projector light ကလည်း bin stand ဖြစ်သွားပြီးတော့မှအရှိမ data run နေလိုက်ပုံတော့ဒီမှာထူကြတာတခုကကြတော့သူကအဲ design concept ပဲလာတော့မသိဘူးအထက်တန်းမှာကျွန်တော်တို့ကဒီအပြာတန်းလေးတွေကိုထည့်ပေးထားတယ်အဲ့ဒီဟာအကြောင်းကျွန်တော်တို့လက်ရှိမှာဒီ highlight ကိုမီးမထုံးမဲနဲ့ကြည့်ရင်တော့ဒီ highlight ကကြွနေစေတဲ့အနေအထားမျိုးလေးမှာရှိတယ်ဒီအပြာတန်းလေး design ကြောင့် design ဘိုင်းနဲ့ပတ်သက်လာကျွန်တော်ခုနပြောသလိုပဲဒီကားလေးရဲ့ design ဘိုင်းနဲ့ပတ်သက်လာရင် mic တယ်လို့ပြောရမယ်နောက်ပြီးရင်ဒီမှာ ဆက်စားပြထမအောင်ဆုံးဝေးလျှော့တာဘာတွေ့ထားရလဲဆိုတော့အရှိမဆိုလို့ရှိရင်ပဲအရှိမဆန်တာလေဘာမှမရှိဘူး အရှိမဆန်စားရင်ဘာမှမရှိဘူးဆိုလို့အဲကင်မရာပါမလားဆိုတော့လေအရှိမလည်းကင်မရာလည်းပါမလာဘူးအဲဒါလေးကတော့ပထမအဦးဆုံးမြင်ရတဲ့ဝိတ်ရှော့ထားတဲ့အနေထားလေးပေါ့နော်ဒီအတွင်းထဲမှာဆိုလို့ရှိရင်လည်းအတွင်း black box တဲ့ DVR ကင်မရာတွေဘာလို့ဘာမှပါမလာဘူးသူက SUV ဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ကတော့လုံးဝကျကျဝန်းအနေထားလေးမှာရှိတယ်အဲဒီမှာဆိုလို့ရှိရင်လည်း grey design ကအပိတ် design ဖြစ်သွားပြီဒီမှာမိုက်တာကသူကဒီမှာဒီပေါ့နော်လေခွင်းပေါက်တွေလေခွင်းပေါက်တွေကကျွန်တော်ဒီကားကိုစားကြည့်တော့ဒီကောင်ကလေခွင်းပေါက်တွေ fake လားပေါ့နော်ဒါမဲ့တခြားအနီးကကြီးတော့ကဒီကောင်ကလေခွင်းပေါက်အစစ်ဖြစ်တယ်ပိုဘက်ထိပြန်ပေါက်တဲ့ design တွေနဲ့ပေါ်ပေးထားတဲ့အနေအထားမျိုးတွေမှာရှိတယ်အဲ့တော့ကျွန်တော်ဘေးဘက်ဆက်ကြည့်ရအောင်အဲဘေးဘက်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့ trade route ပြောစရာမရှိဘူးအလွိုင်းဒီဇိုင်းကတော့ရိုးရိုးရှင်းရှင်းလေးပဲ rain side ကို၁၈သုံးပေးထားတယ်သူရဲ့အလယ်မှာသူရဲ့ဒီ down fan logo လေးထည့်ပေးထားတယ်အဲ color အနေနဲ့ကကြောက်လဲသူက gray လေးကိုပဲဒီဇိုင်းလေးပေါ်ပေးထားတဲ့အနေထားလေးပဲပြီးလို့ရှိရင်သူက aluminum only အထဲမှာ fiber ပဲညာလေးဘာမှရောနေတာမတွေ့ရအောင်ဒါလေးတော့ရှိတယ်အဲဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း batman ပေါ့နော် batman မှာဆိုလို့ရှိရင်လည်းအဲဘာမှပါမလား ဘာမှပါမလားဆိုတဲ့သဘောမှာကဥမာကျွန်တော်ကျွန်တော်ဒီ blind spot တွေ360 camera တွေဘာလို့ဘာမှပါမလားဟုတ်အချက်ပြအမီလောက်ပဲပါလာတယ်အနေထားမျိုးလေးမှာရှိတယ်အဲဒီဘက်တကားပေါ့နော်ဒီတကားလက်ကင်ကတော့ flash low hand နဲ့ဖြစ်သွားတဲ့အနေထားမျိုးလေးမှာရှိတယ်ပေါ့နော်အဲ့တော့နောက်ဘက်ဆက်ကြည့်အောင်ဒီကားရဲ့အနောက်ဘက်ဒီဇိုင်းကိုပြောပါသလိုရှင်သူကအနောက်ဘက်ဒီဇိုင်းဆိုလို့ရှင်လေတော်တော်လေးကြွားကြွားရွားရွားရှိတယ်အဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှင်ကျွန်တော်ဘာချက်အများကြီးမသုံးမဲနဲ့လူရှင်ချင်းတော့ဒီကားစီလို့ပြောရမှာပဲ ။ဘာလို့အဲဒီကားကသူ့ရဲ့ပေးရတဲ့ဈေးတန်းနဲ့အဲပြန်ရတဲ့ဒီဇိုင်းပိုင်းကတော့လုံးဝမိုက်တယ်။ performance ပိုင်းနဲ့ function ပိုင်းမှာဆိုလို့ရှိရင်တော့ wish shot ထားတာလေးတွေ့ရပင်မဲ့ design ပိုင်းမှာတော့လုံးဝ wish shot ထားတဲ့အနေထားမျိုးလေးမှာမရှိဘူး။အဲတော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်ဈေးနည်းနည်းနဲ့လူချိန်ချင်းတော့ဒီကားစီးပေါ့နော်။အဲတော့အနောက်ဘက် design ကလည်းခုနကျွန်တော်ပြော design ပိုင်းပတ်သက်လာရင်မိုက်တယ်။ တောင်းထားတဲ့ spoiler design ကအစာတော်တော်လေးလူငယ်ဆန်တဲ့ vibe ကိုရတယ်ပြီးလို့ရှိရင်သူကဒီမှာပေါ့နော်မီးကြောက်ပေါ့နော်ကျွန်တော်ဒီကောင်ကအစာ brain မီးတင်တာဒီကောင် brain မီးမဟုတ်ဘူးမီးကြောက် styling နဲ့ပဲသွားထားတယ်ပြီးတော့သူကအလယ်မှာပေါ့နော်အဲဒီကောင်ကပထမကျွန်တော်တခြားကြီးတော့မှအတည်တာဒီကောင်ကင်မရာဆန်တယ်ကင်မရာမဟုတ်ဒီကောင်လည်း fake ပဲကင်မရာမဟုတ်တော့ဆန်လာလားဆိုတော့ဒီကောင်ဆန်လာလည်းမဟုတ်ပြန်အဲ့တော့ fake design နေနဲ့ပဲထည့်ပေးထားတဲ့အနေထားမျိုးလေးမှာရှိတယ်နောက်ထပ် ထူကြတာကပြောရမယ်ဆိုလို့ရှင်အနောက်ဘက်မှာဆိုလို့ရှင်လည်းဘာဆန်သားမှပါမလာဘူးအဲဒီကောင်ကကြတော့ကျွန်တော်ချာချင်ပို့တော့ GPT ပဲ AC ရော DC ရောဒီဘက်မှာပဲတခါရဲထည့်ပေးထားတယ်နောက်ပြီးရင်ကျွန်တော်ဒီမှာပြောဖို့ကြံသွားတာကဘာလဲဆိုတော့ဒီကောင်က SUV ဆန်ဆန်ဒီမှာ rain rain လေးနှချောင်းလည်းပြေးထားပေးတယ်အလယ်မှာလည်း internal လေးထပ်ထည့်ပေးထားတာကိုတွေ့ရတယ်အနောက်ဘက်မီနန်းဆိုလို့ရှိရင်လည်းမီနန်းအပြည့်ဒီဇိုင်းဖြစ်သွားပြီးအတွင်းထဲမှာမှတော့မီကြောက်လေးတွေကိုပတ်တန်လေးနဲ့ပြေးထားပြီးတယ်ကျွန်တော်ဒီအချက်ပြမီတွေပါဖြွင့်တဲ့ခါကျတော့မှအဲ့ပတ်တန်လေးတွေက run တဲ့ပုံစံမျိုးလေးမှာရှိတယ်အဲ့တော့အတွင်းမိုက်ကဘုစပစ်ကြည့်အောင် ဝမ်းနဲ့စရာထပ်ပြောရရင်ဆိုလို့ရှိရင်လည်းနောက်ဖုံးမော်တာလည်းပါမလာသေးဘူးအဲကာဂိုစပင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကာဂိုစပင်းကတော့တော်တော်လေးကျယ်လို့ပြောရမှာပဲဘာလို့ဆိုတော့ကျွန်တော်ဒီမှာလက်တကန့်အောင်မှာပဲလွတ်နေသေးရနေတာဆိုတော့အတွင်းပိုင်းကာဂိုစပင်းကျယ်တယ်အတွင်းပိုင်းကာဂိုစပင်းကျယ်တယ်လို့ဒီလိုဖြတ်ကျယ်တယ်လို့ဒီလိုခေါင်လဲမြင့်တဲ့အနေအထားမှာရှိတယ်အစည်းဝေးဖြစ်တာဖြစ်တဲ့အတွက်ဒီလိုဖြတ်လဲကျယ်တယ်ဒီလိုခေါင်လဲမြင့်တယ်နောက်မှမှဆိုလို့ရှိရင်တော့ပုံမှန်တွေ့ရတဲ့တွဲဖို့ဆော့ကတ်တွေပါညာလဲဘာမှပါလာတာမတွေ့သေးဘူးပြီးလို့ရှိရင်သူကဒီရဲ့အောက်မှာဆိုလို့ရှိရင် space လေးပါတယ် ပုံမှန်ဆိုလို့ရှိရင်ကြာ 2K Twist Slot လေးတွေထည့်ပေးထားတာများတယ်ဒါပေမဲ့ဒီကားကထူးထူးခြားခြားဘာထည့်ပေးထားလဲဆိုတော့ Spare Wheel Twist ကို Slot လေးပုံစံလုပ်ပြီးတော့ထည့်ပေးထားတယ်ဒါလေးကတော့နောက်ထပ်ထူးထူးခြားခြားလို့ပြောရမှာပဲအဲ့တော့ကျွန်တော်အတွင်းမှာတော့ကြည့်ရအောင် ကျွန်တော်အတွင်းကန်းနဲ့ရောက်ပြီပေါ့နော်အတွင်းကန်းနဲ့ရောက်တဲ့ခါမှာပထမဆုံးသတိထားမိတာကတော့သူ့ရဲ့အတွင်းပိုက် material quality လေးပေါ့နော်အဲဒီကောင်ကသူ့ရဲ့ပေးရတဲ့ဈေးနှုန်းထဲမှာအဲတုံးထားတဲ့အတွင်းပိုက် material quality လေးတွေကမစိုးလို့ပြောရမယ်အဲပြီးလို့ရှိရင်ကျွန်တော် dashboard design ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် तू ကကျွန်တော်အစားဒီကောင် half plastic လို့တောင်ထင်တာဗျဒါပေမဲ့မဟုတ်ဘူး तू ကအပေါ်မှာဆိုလို့ရှိရင် leather တက်ချလေးအုပ်ပေးထားတယ်အဲ့ဒီရဲ့ အောက်မှာမှာဒီမှာကျွန်တော်တို့ကဒီ fiber ပေါ့နော်ကျွန်တော်တို့ဒီကောင်ကဘာနဲ့တော့ carbon fiber design နဲ့ဆင်တူတယ်ဒါပေမဲ့ carbon fiber မဟုတ်ဘူး yoyo fiber ကိုသုံးပေးထားတယ်အဲ့ဒီအောက်မှာမှာနောက်ထပ် leather quality တစ်ခုနဲ့တက်ချပြန်အုပ်ပေးထားတယ်ဒီ leather quality ဆိုလို့ရှိရင်ကြိုးကြုတ်ပါသုံးပေးထားတယ်နောက်ပြီးလို့ရှိရင် aircon ပေါက်ပေါ့နော် aircon ပေါက်ရဲ့အရှိမသုံးထားတဲ့ဒီပေါ့နော် half plastic ရဲ့ material quality လေးတွေကတော့ကြည့်လိုက်တဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေးချစ်ဖြစ်တဲ့ဆိုတော့ပုံစံလေးမှာခံစားရတယ်။နောက်ပြီးရင်သူ့မှာ digital cluster လေးဆိုလို့ရှိရင်လည်း screen size ကြီးကြီးလေးကို သုံးမိထားတယ်အဲ့ဒါလေးကတော့မဆိုးဘူးပြီးရင်သူ့ရဲ့ CRM ပေါ့နော် CRM မှာဆိုလို့ရှိရင်လည်း CRM ကတော့၄00လည်းမကြောက်ဘူးအဝိုင်းလည်းမကြောက်ဘူး CRM design လေးကမိုက်တယ်အဲ့ဒါမှအပေါ်ကနေပြီးတော့လဲတာကျိုးကျုပ်ကိုလုတ်ပေးထားတာလေးကအားရဖို့ကောင်းတယ်နောက်ပြီးရင်သူကဒီဘက်မှာ crew control တွေပါမယ် media control တွေပါမယ်အဲဒီ crew control တွေ media control တွေရဲ့ဒီပေါ့နော်သုံးထားတဲ့ material quality လေးတွေကတော့နည်းနည်းလေးရောတယ်လို့ပြောရမှာပဲနောက်ပြီးရင်ဒီမှာကျွန်တော်သဘောမကျတာဘာလဲဆိုတော့ကျွန်တော်ဒီကားပေါ်ကိုစတက်တုံးကဒီကားကို center speaker လို့ထင်တာ ဒါပေမဲ့ဒီကောင်ကစန်တာစပီကာမဟုတ်ဘဲနဲ့ဒီဇိုင်းနေနဲ့ပဲထားထားပေးထားတဲ့ပုံစံလေးမှရှိတယ်။အဲ့ဒါလေးကတော့တိတ်မမိုက်ဘူးပေါ့နော်။နောက်ပြီးရင်သူနည်းနည်းလေး twist လုပ်ထားတဲ့ဟာလေးရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီအလဲစန်တာကွန်ဆောမှာတုံးထားတယ်သူ့ရဲ့ infotainment screen ဘောက infotainment screen ကိုပထမကျွန်တော်ရုပ်တရက်ကြည့်လိုက်မှဆိုလို့ရှင်ဟာ infotainment screen ကအကြီးကြီးပဲပေါ့လို့ထင်ရပင်မဲ့ဒါပေမဲ့ तू ကဘာကို twist လုပ်ထားလဲဆိုတော့ infotainment ရဲ့ screen ရဲ့သူ့ရဲ့ display ကဒီအတွင်းထဲမှာတင်းတင်းလေးပဲရှိတယ်ကျွန်တော်ဒီ left ပေါ့နော်လက်တဝါးစာတော့မရှိဘူးဒီလက်ငါးလုံး၆လုံးစာလောက်ပဲရှိတယ်ဘင်းနာဟာကြီးဟာ fake ကြီးဖြစ်နေတယ်အဲ့ဒါကြီးကတော့တိတ်မမိုက်ဘူးပေါ့နော်ဒါပေမဲ့ तू ကအဲဘာလို့နောက်ထပ်ပြန်လုပ်ပေးထားလဲဆိုတော့ဒီဘေးကအသားကြီးကိုကြီးထားတယ်ဆိုပေမဲ့ဒီဘေးကအသားမှာလည်း तू ကဒီ shortcut key တွေကိုထည့်ပေးထားတဲ့ပုံစံလေးမှာရှိတယ် shortcut key တွေကို task style နဲ့ထည့်ပေးထားတယ်တကယ်တမ်း display ကကြတော့ဒီအတွင်းထဲမှာတည်တည်လေးပဲပါတယ်အဲ့ထဲမှာမှ तू ကတခါလဲ climate control တွေကို infotainment တွေကိုတခါလဲထည့်မြုပ်ပေးထားတဲ့ပုံစံလေးမှာရှိတယ်နောက်ပြီးလို့ရှိရင် तू က start top button လေးကိုဒီမှာပြီးတော့ तू က hand key ဖြစ်သွားတဲ့ပုံစံလေးမှာရှိတယ်အဲ့ပြီးရင် तू က alexander console မှာဆိုလို့ရှိရင်ဒီမှာဗျာဒီနေရာဆိုလို့ရှိရင်လဲ तू က wallet charger လေးထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်လဲရတယ်ဒါမဲ့မထည့်ပေးထားဘူးယိုယိုဖုန်းတင်တဲ့အနေအထားမျိုးလေးပဲရှိတယ်ပြီးလို့ရှိရင် तू ကဒီအတွင်းထဲမှာလဲဖုန်းတင်တဲ့ space လေးတစ်ခုထားထားပေးထားတယ်ဒီလိုမျိုးနှစ်ခုရှိတယ်ပြီးလို့ရှိရင်ဒီမှာက တီပေါ့နော်တခြားပေါ့နော်အရေးကြီးတဲ့နေရာတွေမှာဝိတ်ရှော့ပြီးတော့တိတ်ပြီးတော့အရေးမပါဘူးလို့ထင်တဲ့နေရာလေးတွေမှာဖြည့်ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ Emirates ရဲ့အတွင်းထဲမှာ space တစ်ခုပါတယ် ice space ကဘာလဲဆိုတော့ကူးပေါက်ဖြစ်တယ်ကူပေါက်ကောင်မှာကျွန်တော်တို့က manual ပေါ့နော်ကျွန်တော်မလိုချင်ဘူးဆိုလို့ရှိရင်လည်းပိတ်ထားလို့ရတယ်လိုချင်တယ်ဆိုတော့ကျွန်တော်သုံးချင်တယ်ဘာညာဆိုလို့ရှိရင်လည်းကျွန်တော်အဖွင့်ပိတ်လို့လို့ရတယ်အနေထားမျိုးထိအောင်သူကသေချာလေးလှုပ်ပေးထားတယ်အဲ့ဒီရဲ့အတွင်းထဲမှာသူကကပ်ဖိုရာကိုပါတခါလေနောက်တစ်ခုအနေနဲ့ထည့်ပေးထားတဲ့အနေထားမျိုးလေးမှာရှိတယ်ပေါ့နော် ဘယ်လိုပြောရမလဲတကယ်အရေးပါတဲ့နေရာလေးမှာဝက်ရှော့ပြီးတချို့နေရာလေးတွေမှာ तू ကစေတနာပါနေတာတော့တွေ့ရတယ်ပေါ့နော်ပြီးရင် तू ကဒီ Emirates ရဲ့အပေါ်မှာဆိုလို့ရှိရင်လည်းလေသာတခြားလေးအုပ်ပေးထားတယ်လေသာအောင်မလေသာကျိုးကျုပ်ကိုတခြားလေးလုပ်ပေးထားတာတွေ့ရတယ်ဒီဘက်တကားဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လည်း तू ကဒီဇိုင်းပိုင်းကိုတော်တော်လေးအလေးပေးထားတာတွေ့ရတယ်တကားရဲ့ဖွဲ့စည်းတိစောက်ပုံကြည့်လိုက်တယ်လည်း तू ကဒီဇိုင်း concept ကအရန်မိုက်တယ် तू ကဒီအပေါ်မှာဒါလည်းကျွန်တော်ထင်တာကဒီကောင်ဟပ်ပလတ်စတစ်လို့ထင်တာမဟုတ်ဘူးဒီကောင်လည်းလေသာဒီနားရောက်တော့မှ plastic ဖြစ်သွားပြီးတော့ဒီအောက်မှာတောက်လျှောက်ကိုလေသာကျိုးကျုပ်လေးနဲ့တခြားလေးလုပ်ပေးထားတယ် ောက်ထပ်ဒီမှာနောက်ထပ်အားမရတဲ့အချက်ပြောပါဆိုလို့ရှိရင်ဘာလဲဆိုတော့မှန်ချိုးမှန်ဟောက်တော့ပါမလားဘူး အဲ့ဒါလေးကတော့တိတ်အဆင်မပြေဘူးဗျာမှန်ချိုးမှန်ခေါက်လေးထည့်လိုက်တာကဘာမှပို့ပြီးကုန်သွားတဲ့အနေအထားမျိုးလေးမှလည်းမရှိဘူးဒါပေမဲ့ तू ကမှန်ချိုးမှန်ခေါက်တောင်ပါမလာဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုမှန်တင်မှန်ချပါမယ် log တွေပါမယ် speaker ဆိုလို့ရှိရင်အောက်မှာ speaker အကြီးတစ်လုံးပါမယ်ဒီဘက်မှာ speaker အသေးတစ်လုံးပါမယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့ဒီပေါ်နော် leather ထိုင်ကုန် leather quality လေးကတော့မစိုးဘူးအဲမဆက်ဆက်ဆိုတဲ့ feeling ခံစားရတယ်ဆိုပေမဲ့ quality ကောင်းတယ်ဆိုတဲ့အနေအထားမျိုးလေးမှရှိတယ်နောက်ပြီးလို့ရှိရင် air ventilation ကောင်းအောင်အပေါက် design လေးတွေပါတယ်နောက်ထပ်ဒီမှာထပ်ပြီးပြောစရာဘာလဲဆိုတော့ဒီထိုင်ကုန်မှာ ီမော်တာမပါဘူးစီမံမော်ရီမပါဘူးတခြားစီပူလာတော့စီစီတာလို့ဆိုပြောမနေတယ်ပေါ့နော်ဘာမှမပါတော့ဘူးပေါ့နော်အဲ့ဒါလေးလည်းရှိတယ်ပေါ့နော်နောက်ပြီးရင်သူက glow box လေးဆိုလို့ရှိရင်လည်း glow box ကနည်းနည်းလေးကြကြဲဝန်းအနေထားမျိုးလေးမှာရှိတယ်အဲနောက်ပြီးရင်ဒီမှာအားရစရာချက်ပြောပါဆိုလို့ရှိရင်သူက sunroof ပါလာတယ် sunroof က panoramic မဖြစ်ပင်မဲ့ sunroof ကတော့လုံးဝကြကြဲဝန်းရှိတယ် sunroof ကမှ sun shade ကော sunroof ကောနှစ်ဆင့်လုံးပါလာတယ်အဲ့ဒီရဲ့အဖွင့်အပိတ်ကိုသူကဒီမှာတစ်ခါလဲထည့်ပေးထားတဲ့အနေထားမျိုးလေးမှာရှိတယ်ပေါ့နော်အဲ့တော့ ဒီကားကိုအရှိပိုင်းအနေနဲ့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်အဲဒီကားကရုတ်တရက်ကြီးလိုက်တယ်ဆိုလို့ရှိရင်တော်တော်လေးဟို impressive ဖြစ်စရာရှိတယ်ကြာဒီတိုင်းလေးကြီးလိုက်ပြီဆိုတော့ဟာမဆိုးဘူးပေါ့နော်ဒီကားကသူ့ရဲ့ဇင်းနှုံးထဲမှာသူတစ်ချာလေးလုတ်ပေးထားတယ်ဆိုတော့အနေထားမျိုးလေးကိုတွေ့ရတယ်ဒီကားကပေါ့နော်ကျွန်တော်ဒီတချို့အရေးပါတဲ့နေရာလေးတွေမှာကြာတော့ weight short ထားလေးတွေကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်သဘောမကျတဲ့အချက်လို့ပြောရမှာပဲအဲ့တော့ကျွန်တော်နောက်ဖက်သွားကြည့်ရအောင် ကျွန်တော်တို့နောက်ဖက်ရောက်ပြီပေါ့နော်နောက်ဖက်ရောက်တဲ့အခါမှာအဲပထမဆုံးသတိထားမိတာကတော့အနောက်ခံရဲ့ကျယ်ဝမှုပဲအနောက်ခံကတော်တော်လေးကျယ်ကျယ်ဝဝရှိတာကိုတွေ့ရတယ်ပြီးလို့ရှိရင် तू က3 seater ကို3 seater ကိုလောဝအပြည့်ထိုင်လို့ရတယ်ဒီအလေက lower flat နော်လောဝတစ်ဆက်သေးထားထားပေးတဲ့အနေအထားမျိုးလေးမှာရှိတယ်ပြီးရင်ဒီအောက်ကလည်း flat ဖြစ်နေတာဖြစ်တဲ့အတွက်ဒီကားကအနောက်ဘက်မှာဆိုလို့ရှိရင်3 seater ကိုတေချာလေးအေးစေးထိုင်လို့ရတယ်အနေအထားမျိုးလေးမှာရှိတယ်အဲနောက်ပြီးရင်ကျင်တဲ့ဆရာကောင်းလာကဒီကားက round aircon ထည့်ပေးတာဖြစ်တဲ့အတွက်အနောက်ဘက်မှာဆိုလို့ရှိရင်လည်း aircon ၄ပေါက်လေးပါတယ်အောက်မှာဆိုလို့ရှိရင် ် USB port လေးတစ်ခုပါလာတာကိုတွေ့ရတယ်ပေါ့နော်။နောက်ပြီးရင်သူက Amrex လေးပါလာတယ်။ Amrex လေးပါလာလာဖြစ်တဲ့အတွက်ကျွန်တော်၃ယောက်မထိုင်အောင်၂ယောက်ပဲ AC နဲ့အဲသွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့အနေအထားမျိုးလေးမှာရှိတယ်။နောက်ဖက်အနေနဲ့ကတော့တိတ်ပြီး trade လူပြောစရာမရှိဘူး။ကြဲကြဲဝန်းရှိတယ်။3 seat တက်ကောင်းကောင်းထိုင်လို့ရတယ်။ Brown Aircon ဖြစ်တယ်လို့ပဲကျွန်တော်တို့အတူတူပြောနေတယ်ပေါ့နော်။အဲ့တော့ဒီကားလေးရဲ့အချက်လက်လေးပြောပါ အဲ့တော့ကျွန်တော်ကဒီကားလေးရဲ့အချက်လက်လေးကိုပြောရမယ့်အချိန်ရောက်လာပြီအဲဒီကားလေးကတော့ driving range အနေနဲ့ဆိုလို့ရှိရင် CLTC နဲ့ဥမာ445 km တည်းရှိတယ် battery capacity ကကျတော့50.82 kWh ရှိတယ်ပေါ့နော်နောက်ပြီးသူ့ရဲ့ motor power motor power ဆိုလို့ရှိရင်လည်းဒီကားလေးက120ရှိပြီးတော့သူ့ရဲ့ maximum power ဆိုလို့ရှိရင်လည်း160တည်းရှိတယ်ပေါ့နော်အဲဒါလေးကတော့ဒီကားလေးရဲ့အချက်လက်အချင်းလေးပဲဖြစ်ပါတယ် ကျွန်တော်ကတော့အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံကိုဝင်လာတဲ့ EV SUV တွေထဲမှာဈေးအနည်းဆုံး EV SUV ဖြစ်တဲ့ Downfan Sky ဆိုတဲ့ကားလေးကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် Just Right ကတချို့ပါ